ဆိုတော့ကတာတူမီနဲ့စားတော်လိုင်းရဲကိုတော့မစတဲ့အာမီကမမီဘူးဆိုပြီးတော့တော်ရောက်တောင်းလို့ချက်မတည့်ရဲ့အတွေးခေါ်ရင်းနဲ့ line ပေါ်မှာအာမချောင်းနဲ့စတဲ့အာမီဆိုတာကစည်ရေးဆွိုင်းတက်ခရေးဆွိုင်းဆက်လက်နဲ့ဆွိုင်းဒါကိုပြောတာစီရနိုင်ငံစစ်တပ်ကနိုင်ငံရေးမှာဝင်မရှုံနဲ့စစ်တပ်နိုင်ငံရေးကအပြစ်ထွက်ကမယ်စစ်ရေးနိုင်ငံရေးတည်တပ်သွားရမယ်ဆိုတော့သူအာမီမဟုတ်ဘူး သူတို့အာမီဆိုတာကစစ်ရေးနဲ့နိုင်ငံရေးအသီးတန်သွားမယ်ရောမထွက်ရဘူးဒီလိုအနေအထားမျိုးကဖွင့်ပြပြီးနိုင်ငံတွေမှာရှိတယ်ကျွန်တော်နိုင်ငံတွေမှာစစ်ရေးနိုင်ငံရေးအသီးတန်သွားလို့မရဘူးပရိုအာမီလို့လို့မရဘူးစတန်ဒါအာမီပဲလို့ရမယ်အဲ့ဒီခြေကသဘောတရားလောက်ကိုတော့နားမလည်ပဲနဲ့နိုင်ငံရေးကိုတည်တလို့တက်တလို့အာပြီးရောင်ပြီးရောင်60နဲ့တက်ရောင်လာမလို့နဲ့အဲ့ဒီလိုအတွေးခေါ်တင်နဲ့ကျွန်မရဲ့ခြေပြားကိုခြေပွားလာမတိုင်းနဲ့ခြေရချင်းလာမတိုင်းနဲ့ခြေလာ ဆင်းရဲသည့်နိုင်ငံရေးအသည့်ဗလာမတ်တီနဲ့စစ်တပ်နိုင်ငံရေးရောက်ပြီးထွက်ရမယ်လို့စစ်တပ်ကသူ့လူကြရေးဆွဲထားတဲ့ဖွဲ့စည်းပုံ၅၈ဖွဲ့စည်းပုံခြေကောက်ပြီးကိုဖျက်သိမ်းရမယ်ဆိုတဲ့ယူကြောင်ကြောင်ပေါ်ကြောင်စကားတွေရတန်းကရက်၅၈ခြေဦးရတက်မတော်ကအာနာထိန်လို့ရတယ်အာနာသိမ်းလို့ရတယ်မှန်နေတော့တော့အဲ့ဒီအာနာကိုတမနာကိုယ်တိုင်ကာလုံခေါ်ပြီးမှပေးရတာတမနာကိုယ်တိုင်ကာလုံခေါ်ပြီးပေးလိုက်တဲ့အာနာဖြစ်တယ်လက်ရှိမှာလည်းတမနာကိုယ်တိုင်ကာလုံခေါ်ပြီးပေးထားတယ်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့စစ်တပ်ကနိုင်ငံရေးမှထွက်ခွာပေးဖို့တောင်းဆိုသူတွေကိုပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်မပူတူမဟာတွေးရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါအောင်ခင်ဗျာမင်္ဂလာမျိုးရေ SCA ကိုနေပြီးပါပြီ အစီကိုနေပြနေပတ်သက်လို့လူတိုင်းဟာမိမိတို့ထင်မြင်ရမိမိတို့ယုံကြည်အောင်မျိုးစုံဝေဖန်ကြရဲသုံးသက်ကြရဲစကားတွေတင်းနေများစွာကြရပါတယ်အစီကိုနေပြနေပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ကျွန်တော်တို့အများဆုံးကနားလည်မှုလွဲနေတဲ့ကိစ္စလေးတွေမှန်တဲ့အောင်ရောင်နေမှားနေတဲ့ကိစ္စလေးတွေကိုကျွန်မမကူတုမဟာသေးကနေပြီးတော့ပြန်လဲမျှဝေပေးကြပါမယ်ဒါမှမဟုတ် MC ခဏလုံးရက်ခက်တက်ခဲရဆက်ရေပေါ့နော်ဆော့ဒါဆိုမပြောကြရင်အာငင်းငယ်ရေးစစ်တက်ကငင်းငယ်နိုင်ငံရေးမှာဝင်ပါနေသေးငင်းငယ်မရနိုင်ဘူး။ဆော့စစ်တက်ကနိုင်ငံရေးမှာဝင်ပါနေလို့ငင်းငယ်ရေးမရနိုင်ဘူးဆိုရင် စစ်တပ်ရဲ့ပြောဆိုမှုကပါလေတမတော်ဘက်ကပြောဆိုမှုကလို့ချင်းနေတယ်တမတော်တမတော်ခေါင်းဆောင်တက်ချုပ်ကပြောခဲ့တယ်တနိုင်ကံလုံးညင်းချမ်းရင်ဆိုင်ရင်25ရာခိုင်နှုန်းလွတ်တော်ကထွက်မယ်25ရာခိုင်နှုန်းလွတ်တော်မှာပါနေတဲ့တမတော်က25ရာခိုင်25ရာခိုင်နှုန်းကလွတ်တော်ကနေထွက်မယ်ဆိုတာနိုင်ငံရေးအောင်ထွက်မယ်လို့ပြောတာနဲ့တူပဲဆိုတဲ့အတွက်တနိုင်ကံလုံးညင်းချမ်းရင်ဆိုင်ရင်လွတ်ကမယ်အမေကတနင်္ဂနွေလုံးညဉ့်ညဉ့်ရောက်အောင်လို့ချင်းရင်စစ်တပ်ခံကနိုင်ငံရေးမှာဝင်မရှုပ်စေချင်ဘူးလွတ်တော်နဲ့မှာ25ရာခိုင်နှုန်းပါလီယာမှာကြိုက်ဘူးဆိုလို့ရှိရင်တနင်္ဂနွေလုံးညဉ့်ညဉ့်ရောက်အောင်လုပ်ရမယ်ဒါပေမဲ့ညဉ့်ညဉ့်ရင်လိုပဲဆိုရှင်ဆိုရတော့ဆက်ဆွကြည့်ပါပြောလေ NCA စာချုပ်မှာအလင်းစလို့လက်မှတ်မထိုးပါနဲ့ အဲ့စကားတခုနဲ့တင်းကျမတို့နိုင်ငံရေးတမိုင်းကြောင်းမှာလက်ရှိအခြေအနေချင်းကျမတို့ငြိမ်းချမ်းရေးဟာအမျိုးသားရေးချမ်းစေးရောင်းဝေးပါတည်တယ်။ဒါကြောင့်မို့လို့တနိုင်ငံလုံးငြိမ်းချမ်းရေးမရနေသေးရေ၂၅ရာခိုင်နှုန်းကတော့တော်ပါနေပြီးတော့မထွက်တဲ့အပြင်၂၅ရာခိုင်နေပြီးတော့နိုင်ငံရေးသမားတွေနိုင်ငံရေးပါမဝါတဲ့အတွက်တရာရာခိုင်နှုန်းဖြစ်လာတယ်။ဒါတစ်ချက်။နောက်တစ်ခုကြတော့စစ်ပယ်ရပန်ဆက်ဆက်ရေးစစ်ပယ်ရပန်ဆက်ဆက်ရေးလို့ပြောလိုက်တာ ਨੇ အားလုံးကဘယ်လိုထင်ကြလဲစစ်တပ်နဲ့ရဲတပ်ပြည်သူတွေကျမတို့ပြည်သူရဲ့ဂျာဆွဆန်ရေးလို့ထင်ကြတယ်တက်တဲ့ပြည်သူဂျာထဲမှာတဟဆာရာရှိအောင်လုပ်ရမယ်လို့ထင်ကြတယ်တက်မတော်နဲ့လက်နက်ကိုင်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်း EU EAO တွေနဲ့တဟဆာတာဖြစ်အောင်ဆက်ဆံရေးတိစောက်ရမယ်လို့ထင်ကြတယ်အဲ့ဒါမှလေအဲ့ဒီလိုမျိုးစစ်ဖက်ရဖက်ဆက်ဆံရေးလို့ကြားတာနဲ့စစ်တပ်နဲ့ပြည်သူကြားစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင် EAO EAO တွေကြားကဆက်ဆံရေးတခုတိစောက်ချင်းလို့ပဲတွေးထင်ထားတယ်ဆိုရင်ခမားတို့ရဲ့အုံနောက်ကခမားတို့ရဲ့အတွေးခေါ်ကတိတ်ကိုညံ့ဖျင်းပြီးတော့တိတ်ကိုသိမ်းနှုတ်လုံးနဲ့ညံ့ရင်ကြက်မပြေသေးဘူးလို့ပြောလို့ရတယ် ်စစ်ဖက်ရဲ့ဆက်ဆံရေးဆိုတာကစစ်တပ်နဲ့အရက်ဖက်အဖွဲ့အစည်းမဟုတ်တဲ့နိုင်ငံတော်ရဲ့အာဏာကိုရကန်ရယူထားတဲ့စစ်တပ်မဟုတ်တော့အရက်သားအစိုးရနိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းရဲ့ဂျားကဆက်ဆံရေးလို့ဆိုလိုတာဒါပေမဲ့တိတ်ကိုကြွရင်လည်းတိတ်ကိုတက်တယ်ဆိုရင်ဒုံစားစုကြီးအစိုးရတမတော်နဲ့ EAO EAO တွေဂျားမှာငြိမ်းချမ်းရေးရအောင်ကျွန်တော်တို့ AID ပါဒီအစိုးရကဂျိုးတော်ဆောင်ပေးမှာဖြစ်ပါတယ်တဲ့တိတ်ကိုမှာရုံနဲ့ဟုတ်လားအစိုးရဆိုတာကတက်တဲ့သဘောနဲ့ငြိမ်းချမ်းရေးရအောင်အောင်တယ်တော့လာမင်းလုပ်ပြရမယ်အခွင့်အရေးမဟုတ်ဘူးထပ်မပြောမယ့် အစိုးရဆိုတာကဂျားနေဖြန့်ဖြေရမယ်အခွင့်အရေးမဟုတ်ဘူးအစိုးရဆိုတာကမိမိမှန်ကန်တယ်လို့ယုံကြည်ထားတဲ့ဝါဒကိုလက်ကင်ပြီးတော့ထုံဝါဒနိုင်တသမထအောင်ထုတ်ရမှာဒါဆိုရင် anybody ဘာကိုဆက်ကင်လဲဘယ်ဝါဒကိုလက်ခံကြံလို့လဲအဲ့ဒါအရက်ဖက်အခွင့်အရေးဆိုတာအဲ့ဒီအရက်သားအာဏာပိုင်အခွင့်အရေးကိုဆိုလိုချင်ဖြစ်တယ်အမှန်တကယ်တော့အစိုးရနဲ့နိုင်ငံရေးအရာစီးရာလိုချင်တဲ့အကြောင်းအရာတွေကိုညှိနှိုင်းမယူတဲ့ညှိနှိုင်းယူလို့မရတဲ့အတွက် ဤရောဤအော်လေးနဲ့စီးရည်တွေဖြစ်ရတယ်ဒါကြောင့်အစိုးရဒီတပ်မတော်ရဲ့အင်အားကိုယူပြီးတော့ gain ပြင်ရှင်းရမှာဖြစ်တယ်သို့တော့ညဉ့်ညဉ့်လိုပဲဆွေးရှင်ကြီးပါတက်တည်နားလည်ပါတယ်ဆိုတော့အရက်ဖက်အဖွဲ့စည်းကသူ့အကြောင်းအရာကိုမာယောစွာတုံးချတယ်ဆိုတော့စစ်တပ်ကဤရောနဲ့ညဉ့်ညဉ့်ညဉ့်ညွေးရအောင်ကျွန်တော်တို့ NLD ပါတီဆိုရကဂျာဝေးဖြစ်ဖြစ်မယ်အဲ့ဒါမှားတယ်တပ်မတော်ဒီနောက်ရှိပါတီဝင်ချိန်လောက်ပေးဖို့ဆွဲကင်ထားတယ်လက်ခံယူကြည့်တယ်တိုင်းရင်းသားဤရောဤအော်လေးဒီဖက်ဒရယ်ကိုဆွဲကင်တယ်လက်ခံယူကြည့်တယ်ဒါပေမဲ့ NLD အစိုးရအရက်ဖက်အာဏာပိုင်အဖွဲ့စည်းကချီဥကိုဆွဲကင်တယ်လို့ဖက်ဒရယ်ကိုဆွဲကင်တယ်လို့ဟိုလိုလိုဒီလိုရောင်း60ဖြစ်နေတယ် ဒါကြောင့်မလို့လေပြီးခဲ့တဲ့9နှစ်တာကာလအတွင်းမှာအရက်ဖက်စစ်ဖက်အရက်ဖက်ဆက်ဆံရေးဆိုတာကိုစစ်တပ်နဲ့အရက်သားဆက်ဆံရေးလိုပဲတွေးကြတယ်စစ်တပ်နဲ့အရက်သားအစိုးရအဖွဲ့အစည်းရဲ့ဂျာဆက်ဆံရေးဆိုတာကိုမှားယွန်းစွာနဲ့တွေးခေါ်ချင်တယ်နောက်တစ်ခုကစတန်ဒါအာမီအဲ့ဒီလိုရစတဲ့အာမီကြီးကတူမီနဲ့ဆိုင်တော်လိုင်းရေးတော့မနိုင်ဘူးလားဒါဆိုရင်အခုခင်ဗျားတို့နိုင်နေတယ်ထင်နေတယ်နေနေမှာအခုခင်ဗျားတို့ ထိန်းချုပ်နေမြေခင်ဗျားတို့အုပ်ချုပ်နေမြေစိုးမိုးနေမြေခင်ဗျားတို့နိုင်နေပြီဆိုတဲ့မြို့နယ်တွေမှာကခင်ဗျားတို့ပြောသလိုတူမီတွေကအုပ်ချုပ်ထားတာတူမီတွေရဲ့အရင်းလားဒါမှမဟုတ်အဲ့ဒီတူမီတွေကိုရှေ့ကနေတေခိုင်းပြီးတော့လူသားတိုင်းလုပ်ပြီးနောက်ွယ်မှာနေမြေရယူစိုးမိုးအုပ်ချုပ်နေတဲ့ EAO EAO အမိခံအကြံဖတ်သမားတွေအရင်းလားခင်ဗျားတို့တူမီနေဆိုင်ရဲ့ဒေါ်လာကြီးကနိုင်နေတယ်ဆိုလို့ရှိရင်ခင်ဗျားတို့တိုင်းယူထားတဲ့အနေအထားတွေမှာအစိုးရယုံဆိုင်လို့ရသလားခင်ဗျားတို့တွေးထင်ထားတယ်လို့သဘောဆိုတာတူမီကိုင်းတဲ့ဖွဲ့စည်းမဟုတ်ဘူးသဘောနေကိုင်းတဲ့စစ်လက်နက်ကလွန်ခဲ့တဲ့1990ဝန်းကျင်လွန်ခဲ့တဲ့နှစ် စ်ကောင်စီကကျင်းပမိဟန်ပြအတုအယောင်ရွေးကောက်ပွဲကိုနိုင်ငံတကာကရှုတ်ချဆန့်ကျင်ရန်ကုလသမဂ္ဂလူ့ခွင့်ရေးစုံစမ်းရေးကိုယ်စားလှယ်တိုက်တွန်း အကြမ်းဖက်စစ်ကောင်စီကကျင်းပရန်စီစဉ်နေသည့်ဟန်ပြအတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာအတိုင်းအတုများအင်ကရှုတ်ချဆန့်ကျင်ကြရန်ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးစုံစမ်းသူဓမ္မဒုစကတောင်းဆိုလိုက်ပြီးမြန်မာနိုင်ငံတွင်စစ်ကောင်စီကကျင်းပရန်စီစဉ်နေသည့်ရွေးကောက်ပွဲသည်အလိမ့်ညာဟန်ပြလှုပ်ဆက်တာဖြစ်ပြီးစစ်ကောင်စီကအာဏာကိုတရားဝင်မှုရရှိစေရန်အတုအယောင်ဖန်တီးနေခြင်းဖြစ်ကြောင်း နိုင်ငံရေးအတိုက်ခံများကိုထောင်ချခြင်းညှဉ်းပန်းနှိပ်စက်ကိုမြက်ပြီးကျင်းပမည့်ရွေးကောက်ပွဲကိုနိုင်ငံတကာအတိုင်းအတူများအရှုတ်ချဆန့်ကျင်ရန်စစ်ကောင်စီ၏အတူအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်မြန်မာပြည်သူများနှင့်အတူနိုင်ငံတကာယက်တီနေကြောင်းပြသကြရန် ်ရင်းကတိုက်တွန်းတောင်းဆိုသည့်မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်စစ်တပ်၏တပ်ဖြတ်မှုကြောင့်လူပေါင်း6800ရာကျော်သေဆုံးခဲ့ကြောင်းစစ်ပေးဆောင်ပြည်သူများခိုးလုံနေသောဖုန်ကြီးကျောင်းများစာတင်ကျောင်းများနှင့်စစ်ပေးဆောင်စခန်းများကိုစစ်တပ်ကတိုက်ခိုက်မှုများတိုးမြင့်လာသဖြင့်အကြမ်းဖက်မှုများပြင်းထန်လာနေကြောင်းရင်းကထောက်ပြထားသည်စစ်ကောင်စီကဂင်းဤစိုးမိုးနယ်မြေများကိုလက်လွတ်ရပြီးနောက်အရက်သားပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လာကြောင်း အရက်ဖက်စစ်ဖက်ခွဲခြားခြင်းမရှိသောလေကြောင်းတိုက်ခိုက်မှုများကြောင့်စာတင်ကြောင်းများနှင့်ဖုံးတော်ကြီးကြောင်းများကိုထိမှန်ခဲ့ပြီးအရက်သားပြည်သူများတေဆုံးခဲ့ကြောင်းအတင်းကျပ်စစ်မှုထမ်းစီခြင်းနှင့်လူအခွင့်အရေးချိုးဖောက်မှုများနှင့်ရင်ဆိုင်နေရသောမြန်မာပြည်သူများကမြန်မာစစ်ဗိုလ်ချုပ်များကိုရွှေရှာဆက်ဆုပ်နေကြကြောင်းသူကဆက်ပြောသည်၂30လောက်တဲ့ကနှစ်ပေါင်း30လောက်တဲ့ကတဘုံကင်ခဲ့တဲ့ဆက်လက်နဲ့တွေကတိုက်ကိုအစင်ခွင်းနေတယ်။နော်ဒီကောက်ကျွန်မခဏခဏပြောဘူးလေ။ကော်မူရာခေါ်ဝမ်ခတဲ့တိုက်ပွဲ အဲ့ဒီကောမူနာကိုဝက်ခက်တက်ပွဲမှာတပုံးနေသုံးခဲ့တဲ့ဆက်လက်နဲ့ဒီခင်ဗျားတို့ပြောသလိုတူမီမဟုတ်လုံခဲ့တဲ့2 30လောက်တက်ကဒီကောမူနာကိုဝက်ခက်တက်ပွဲပိုဆဲပြင်းတောင်ကုန်းတက်ပွဲအဲ့ဒီမှာ RCS နဲ့ဖြစ်ခဲ့တဲ့တက်ပွဲဝါနဲ့ဖြစ်ခဲ့တဲ့တက်ပွဲတမင်းနဲ့အတွင်းမှာတမလုံးကလည်းအမြောက်လက်လက်ကြီးပြလိုက်တယ်ပြလိုက်တဲ့လက်လက်ကြီးကိုတပုံးလေးကတမင်းနဲ့အတွင်းမှာပြင်းမရှာပြီးချက်ချင်းပြန်ပြီးကောင်တာပြစ်လိုက်တယ်ဒါတပုံးကိုင်းတဲ့ဆက်လက်နဲ့ဒါကြောင့်မို့လို့ခင်ဗျားတို့တွေ့ထင်တာသလိုတူမီမဟုတ်ဘူးရှင်ကျေးဇူးတင်ပါတယ်ရှင် ့တွေ့ထင်ထားတယ်လို့တူမီမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်30လောက်တည်းကသဘွန်ကိုင်းတဲ့စစ်လက်နက်ကနိုင်ငံတကာရဲ့အကူအညီနဲ့အဲ့ဒီလိုမျိုးအကြီးချင်းတွေစစ်လက်နက်အကြီးတွေတွေကောင်းတယ်နော်ဆိုတော့ကတာတူမီနဲ့စာရဒေါ်လာရေးကိုတော့မှစနေအာမီကမမိဘူးဆိုပြီးတော့တောရောက်တောင်ရောက်ကြက်မပြည့်ရဲ့ဘေးခေါ်ရင်းနဲ့လိုင်းပေါ်မှာအာမချောင်းနဲ့စနေအာမီဆိုတာကစီရေးဆိုင်တက်ခရေးဆိုင်စစ်လက်နက်ဆိုင်ဒါကိုပြောတာစီရနိုင်ငံစစ်တပ်ကနိုင်ငံရေးမှာဝင်မရှုံးနဲ့စစ်တပ်နိုင်ငံရေးကအပြစ်ထွက်ကမယ်စီရနိုင်ငံရေးတိတ်တက်သွားရမယ်ဆိုတော့ပရိုအာမီမဟုတ်ဘူး တို့အာမီဆိုတာကစီးရီးနဲ့နိုင်ငံရေးအသီးတန်သွားမယ်ရောမထွေးရဘူးဒီလိုအနေအထားမျိုးကဖွင့်ပြပြီးနိုင်ငံတွေမှာရှိတယ်ကျွန်တော်နိုင်ငံတွေမှာစီးရီးနိုင်ငံရေးအသီးတန်သွားလို့မရဘူးပရိုအာမီလို့လို့မရဘူးရှမ်းနဲ့အာမီပဲလို့ရမယ်ဘာကြောင့်လဲမြန်မာနိုင်ငံဟာကျွန်ပေါ်မှာအနှစ်တရာကျော်နေခဲ့ရတယ်မြန်မာနိုင်ငံမှာကိုလိုနီနယ်ချဲ့တွေရဲ့သွေးခွဲအုပ်ချုပ်တာကိုခံခဲ့ရတယ်မြန်မာဆိုရဲအမည်နာမအောင်ပါတိုင်းရင်းသား135မျိုးရှိတယ်။အဲ့ဒီတိုင်းရင်းသား135မျိုးကြားထဲမှာနိုင်ငံတော်ကလက်နက်ကိုင်ပုံကန်နေတဲ့ပုံကန်တို့ဖွဲ့စည်းပေါင်း100ကျော်ရှိတယ်။ဒါအကြောင်းမို့လို့သူများနိုင်ငံတွေမှာစစ်ရေးနိုင်ငံရေးတည်ထောင်သွားရင်တော့ပရိုအာမီတွားရင်တော့ကျမတို့က Standard Army ကိုတွားရမယ်။ အဲ့ဒီအခြေခံသဘောတရားတော့ကိုတော့နားမလည်ပဲနဲ့နိုင်ငံရေးကိုတည်တယ်လို့တက်တယ်လို့အာသီးရောင်ပြီးရောင်60နဲ့တက်ရောင်တာမလုပ်နဲ့အဲ့ဒီလိုအတွေးခေါ်ဒီနဲ့ကျမရဲ့ခြေပြားကိုခြေပွားလာမတိုင်းနဲ့ခြေရချင်းလာမတိုင်းနဲ့ရှင်းလားစရေသည့်နိုင်ငံရေးအသည့်ဗလာမတ်တင်နဲ့စစ်တပ်နိုင်ငံရေးရပြီးထွက်ရမယ်လို့စစ်တပ်ကသူ့လိုကြရေးဆွဲထားတဲ့ဖွဲ့စည်းပုံ၅000ဖွဲ့စည်းပုံခြေကောက်ပြည်ကိုဖျက်သိမ်းရမယ်ဆိုတဲ့ယူးကြောင်ကြောင်ပေါ်ကြောင်စကားကြီးရတဲ့ငါရက်ခင်ဗျားတို့ယူးကြောင်နဲ့ပေါ်ကြောင်စကားကြီးရတဲ့ငါရက်ခင်ဗျားတို့ဖွဲ့နေမှာလေး ။ဒါတော့ရပွဲစည်းပုံအခြေခံဥပဒေကိုအစားအဆုံးဖတ်ဖူးတယ်လို့ခွဲစည်းပုံရဲ့အနှစ်သာရကိုလေ့လာသိရှိထားတဲ့သူအနေရောက်ရှိတယ်။မနိုင်ငံမှာဖွဲစည်းပုံအခြေခံတော့ရှိဖွဲစည်းပုံခြေဥ်ကိုဖတ်ဖူးတယ်လို့လက်ပြတက်ရမယ်လို့ပြောရင်ဒီခြေဥ်မကောင်းပါဘူးဒီခြေဥ်ကစက်တက်ကအလိုကျရေးဆွဲထားတဲ့ခြေဥ်ကြီးဖက်ရပါမယ်လို့ပြောတဲ့အကောင့်ကြီးကောင်မကြီးကားရိုင်းနဲ့လမ်းလက်ကောင်မှကျန်နေတယ်။ဖွဲ့စည်းပုံခြေကဥပဒေကိုစာရွက်လေး10ရွက်15ရွက်လောက်ဖတ်ပြီးတော့တက်ရောက်ကမလုံးနဲ့ဖွဲ့စည်းပုံခြေကဥပဒေရဲ့အနှစ်သာရဒီဖွဲ့စည်းပုံမှာပါတဲ့တက်မတော်ရဲ့ကဏ္ဍကပုံကူပဲရှိတယ်မသိရင်လိုက်မှတ်ထား ညံမကောင်းမှုဆိုစောက်ထက်မှာရေးပြီးမှတ်တာနောက်ရှင်ချင်းကတမလို့ရဲ့ခန္ဓာက၃ခုနှစ်တာတာ၃ခုနံပါတ်၁တမလို့ဒီအမျိုးသားရဲ့ခန္ဓာကိုဥဆောင်ရမယ်နံပါတ်၂တမလို့ဒီဒုတောင်ဝရေးသုံးပါကိုကောက်ွယ်စောင့်ရှောက်ရမယ်နံပါတ်၃တမလို့ဒီဖိုင်းသီးပုံချေကောင်းပြည့်ကိုကောက်ွယ်စောင့်ရှောက်ရမယ်ဒီ၃ချက်ပဲရှိရဲ့မမမီး repeat နဲ့ပြန်နောက်ထောင်စောက်ထက်မှာချမှတ်ရေးတာရှင်းလားနော်ဆိုတော့ခင်ဗျားတို့ အရာဝင်ပုံမြင်လေးဒီနေ့စကားမှာလမ်းဆုံးနေလမ်းဆုံးပြီးတော့ဆက်ဖက်ရက်ဖက်ဆက်တိုင်းသွားဘာမှမသိရင်းငယ်ရေးဆိုတာဘာမှမသိနှစ်နိုင်ငံလုံးငင်းငယ်ရာရင်25ရာခိုင်နှုန်းကစတက်ကဘလို့သွားမယ်ဆိုတာဘာမှမသိဘာမှမသိညာမှမသိတဲ့ဟာတွေနဲ့ဘာမှမသိညာမှမသိပဲနဲ့နိုင်ငံရေးကိုတိဆောက်လို့မရဘူးဒါကြောင့်ခဏတို့ရဲ့လုပ်ချက်တွေကနိုင်ငံအရေးကိုတိဆောက်နေကြတာမဟုတ်ဘူးခဏတို့နိုင်ငံကိုဖျက်ဆီးနေကြတာဖြစ်တယ်เนาะဆိုတော့နှစ်ထုံနေနဲ့ချက်ပြုံးမယ်ပြောကြလိမ့်မယ်နောက်ရှိသေးဦးမှာတက်ကတူလိုရဆွဲပြီးရေးထားတယ်ဒါကြောင့်မလို့ဒီနောက်ရှိဖက်သိပုံချိတ်ကဥပဒေရှိနေသေးတယ်မြန်မာနိုင်ငံမှာငင်းငယ်ရေးမရနိုင်ဘူးခဏတို့ပြောလိမ့်မယ်အမှန်တကယ်တော့နောက်ရှိဖက်သိပုံချိတ်ကဥပဒေမှာစစ်တက်ကတူအာဏာသိမ်းဖို့ဖွဲ့စည်းထားတာဖြစ်တယ်ခဏတို့ပြောကြလိမ့်မယ် မရှိချင်ဘူးညတမတော်ကအာနာထိန်လို့ရတယ်အာနာသိန်းလို့ရတယ်မှန်နေတို့တော့အဲ့ဒီအာနာကိုတမနာကိုယ်တိုင်ကာလုံခေါ်ပြီးမှပေးရတာတမနာကိုယ်တိုင်ကာလုံခေါ်ပြီးပေးလိုက်တဲ့အာနာဖြစ်တယ်လက်ရှိမှာလည်းတမနာကိုယ်တိုင်ကာလုံခေါ်ပြီးပေးထားတယ်ဟုတ်ပြီတမနာလို့ပြောတဲ့ခါမှာဒုတမနာတစ်ဒုတမနာနှစ်နှစ်ယောက်ရှိတယ် NND ပါတီအရက်ဖက်အဖွဲ့အစည်းကအရက်ဖက်ဆိုးရကအာနာပိုင်းကခန့်အပ်ထားတဲ့ဒုတမနာဟန်နီဘန်ချီယူနိုင်ငံအကျိုးတိုင်းကျိုးပြီးကျိုးဖြင်းမြောက်အောင်လှုပ်ဆောင်နိုင်ခဲ့တယ်မှတတ်ခုမှမရှိဘူး NND ပါတီမှာအခုဝင်ပြီးအခုချက်ချင်းမိုးကြွေခေါ်လို့တမနာရာထူးရှာလာတယ်လို့ဖြစ်တယ်။ဒါကြောင့်မို့လို့တမနာနဲ့ဝယ်အီချင်းကိုကြွားတယ်